အားလုံးပဲမင်္ဂလာပါဟိုကျွန်တော်တို့ဒီနေ့ကတော့အကယ်ဒမီယာသုမနာမှာစုံကြပါတယ်အဲစာပေဆွေးနွေးပွဲလို့ပဲဆိုမှာပေါ့နော်စာအုပ်ဆွေးနွေးပွဲလေးပါအဲတော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးမဲ့စာအုပ်ကတော့ကျွန်တော်တို့အကယ်ဒမီယာစာပေနဲ့ရွှေတစ္ဆာစာပေရဲ့နေပြီးတော့ပြပြီးတော့ကျွန်တော်တို့တွေ့ဝေထားတဲ့အောင်မြင်သောလူပုဂ္ဂိုလ်များဤအလေးချင်ပေါ့အဲကျွန်တော်တို့ဒီစာအုပ်လေးပါ ဆာရည်သူကတော့ကိုတန့်ကိုတန်နေဖြစ်ပါဒီစာအုပ်ကတော့ကျွန်တော်တို့ကစာအုပ်ကို ထုတ်ပြီးပြီဆိုလို့ရှိလို့ရှိရင်တော့ဟိုထုတ်တဲ့ဆိုတဲ့နေရာမှာလဲဒီစာအုပ်ကိုယုံကြည်လို့ပဲအာကျွန်တော်တို့ကထုတ်တာပါအာယုံကြည်ယုံကြည်လို့ထုတ်တယ်ဆိုတဲ့ဟာကကျွန်တော်တို့ကစာအုပ်တို့ကိုထုတ်မယ်ဆိုလို့ရှိရင်ဒီစာအုပ်တို့ကလူသားတွေရဲ့ကောင်းကျိုးဘယ်လောက်ပေးနိုင်မလဲဆိုတဲ့ပုံမှာတိုက်ခွာပါတယ်အဲ့တော့ကျွန်တော်တို့ဒီစာအုပ်ကိုဖတ်လိုက်တဲ့အချိန်မှာကျတော့ ကိုတာဝီတန်နင်းကိုတာရလည်းအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ပါဒီပြီးတော့သူကအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေအတော်များများကိုအဲ့ဒီပုံကိုယ်တွေတော်တော်များများကိုလေ့လာပြီးတော့မှသူတို့မှဘုံအဖြစ်တူညီတဲ့အချက်တွေတော်တော်များများကိုဖူးစည်းပေးထားတာပါအဲ့တော့အင်တာတန်ဖို့ရှိတယ်လို့ကျွန်တော်တို့ဆိုရမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတစ်ချက်ကတော့ဘာလဲဆိုတော့အောင်မြင်သောလူပုဂ္ဂိုလ်များဤ အထုပ်ပတ်တိပေါ့နော်။အောင်မြင်သောလူပုဂ္ဂိုလ်များရဲ့အလေးအကျင့်ပေါ့။အဲဒီစာကြောင်းတော့ကျွန်တော်နည်းနည်းလေးပြန်ပြီးတော့ရှင်းပြပါမယ်။အောင်မြင်သောလူပုဂ္ဂိုလ်များဆိုတဲ့ဟာကဘာကိုခေါ်တယ်လဲဆိုလို့ရှိလို့ရှိရင်တော့အောင်မြင်တယ်ဆိုတာဘာလဲဆိုတာကိုနည်းနည်းလေးသိဖို့လိုတာပေါ့။အာမင်းနဲ့ဆိုတော့ဟာတချို့ကတော့ဒါငွေကြေးနေနဲ့အောင်မြင်တဲ့လူတွေပြောတာလားနော်ယာထူးနေတဲ့အောင်မြင်တဲ့လူတွေပြောတာလားအဲ့လိုမျိုးပေါ့ ဟိုတကယ်တမ်းအပြင်တော့အောင်မြင်မှုဆိုတဲ့စကားလုံးကတော်တော်ကျေပြတ်ပါတယ်နော်အဲ့တော့စာတော့ဆိုင်တဆိုင်နဲ့ပဲဥပမာပေးလိုက်ပါတော့စာတော့ဆိုင်တဆိုင်လုံးအောင်မြင်အောင်လုပ်နိုင်တယ်ဆိုတော့ဟာလေအောင်မြင်အောင်အောင်မြင်တော့ပါပဲနောက်တစ်ခုကအသေးစိတ်လေးတွေခွဲချလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီစာတော့ဆိုင်မှာရောင်းတဲ့ဟင်းတပွဲကိုအောင်မြင်အောင်လုပ်နိုင်တယ်ဆိုတော့ဟာလေလူတွေကြိုက်အောင်လုပ်နိုင်တယ်ဆိုတော့ဟာလေအောင်မြင်တော့ပါပဲဆိုတော့အောင်မြင်တယ်ဆိုတော့ဟာက level တွေအမျိုးမျိုးရှိပါတယ်နော်အဲ့တော့လူတိုင်းပါလဲရေမှန်းကျက်ပန်းတိုင်တွေရှိပါတယ်ရေမှန်းကျက်ပန်းတိုင်ဆိုတော့ဘွားတစ်လျှောက်လုံးသွားရမယ်ရေမှန်းကျက်ပန်းတိုင်တွေရှိသလိုဒီကြားထဲမှာရေမှန်းကျက်ပန်းတိုင်အသေးလေးတွေကလည်းအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ကရက်တွေလတွေနေ့တွေအဲ့ဒီပုံမှန်မူတည်ပြီးတော့ကိုပြီးအောင်လုံးအောင်အောင်မြင်ရမယ့်အလုပ်တွေဆိုတော့ဟာလည်းအများကြီးရှိပါတယ်အဲ့တော့အောင်မြင်တယ်ဆိုတဲ့ဟာက ကျွန်တော်တို့ကအကြီးအမားကြီးအောင်မြင်မှုပဲကျွန်တော်တို့ဆိုလိုတာမဟုတ်ပါဘူးကျွန်တော်တို့လူတိုင်းမှာလိုအပ်တဲ့သိငယ်တဲ့အောင်မြင်မှုလေးတွေရလဲအရေးကြီးတယ်ဆိုတဲ့အကြောင်းလေးဒီနေရာမှာနည်းနည်းလေးတင်ပြချင်တာပါနောက်တစ်ခုကတော့လူပုဂ္ဂိုလ်များရဲ့လက်ချင်းဆိုလူပုဂ္ဂိုလ်ဆိုတာဟာတော့အခုကျွန်တော်တို့အောင်မြင်တဲ့လူတွေဆိုတာဟာကငွေကြေးချမ်းသာတဲ့လူတွေလည်းအများကြီးရှိပါတယ်ရထူးရှိတဲ့လူတွေလည်းအများကြီးရှိပါတယ်เนาะစိတ်စိတ်ဥစ္စာတွေပိုင်ဆိုင်တဲ့လူတွေဆိုတာလည်းအများကြီးရှိပါတယ် ဒီလိုအများကြီးရှိတဲ့အထက်အမှကျွန်တော်တို့ကတင့်လျော်တဲ့အကောင်းကောင်းမွန်မွန်နဲ့မြန်မာလူပြောရင်တော့တမာအာဇီဝနဲ့ပေါ့လေတမာအာဇီဝနဲ့ဒီမှလမ်းမှန်တဲ့အောင်မြင်တဲ့လူတွေရဲ့လူလူမှာရှိတဲ့အလေးကျင့်လေးတွေကိုကျွန်တော်တို့ကအဆုစီပေးထားတဲ့ဟာမျိုးသွားတွေ့ရပါတယ်အဲ့တော့ဒါကတော့လူပုဂ္ဂိုလ်တွေပေါ့အလေးအကျင့်အဲ့အလေးအကျင့်ဆိုတဲ့စကားလုံးကနည်းနည်းလေးအရေးကြီးပါတယ်အရေးကြီးပါတယ်လေးကျင့်ဆိုတဲ့စကားလုံးကအရေးကြီးပါတယ် ကျွန်တော်တို့ကတော့ကိုတက်တန်းနေနေတော့သဒုဋ္ဌစာမျက်နှာကိုဝင်လာတဲ့လူတွေလို့ဆိုရမှာပေါ့လေအဲ့တော့ကျွန်တော်တို့ကပထမဒုတိယတတိယစာမျက်နှာအကုန်လုံးတော့ကျွန်တော်တို့ကကြိုးစားအထုတ်ခဲ့ပြီးသားဒါပေမဲ့အခုဒီစာအုပ်တွေကိုကျွန်တော်တို့ကထုတ်တယ်ဆိုတာကနောက်မျိုးဆက်တွေကိုကျွန်တော်တို့ကြည့်ပေးတာပါနောက်မျိုးဆက်တွေကကျွန်တော်တို့သာသမီတွေမြင်းမြစ်တွေမမေ့မမေ့လျော့ရလေအောင်ကျွန်တော်တို့ကထုတ်ထားတဲ့သဘောပါအဲ့တော့အဲ့ဒီအလေးကျင့်ဆိုတဲ့ဟာက အင်္ဂလိပ်စကားနဲ့ပြောရင်တော့နည်းနည်းလေးပိုပြီးတော့ကောင်းပါတယ်။ဒါဆိုမြန်မာစကားလုံးဆိုလို့ရှိရင်တော့ချုပ်ထွေးမှုတွေရှိပါတယ်။နော်အလေးကျင့်ဆိုတဲ့ဟာက habit ကိုပြောတာပါ။ habit ကိုပြောတာ။နော် habit ဆိုတဲ့ဟာကဒါစိတ်ကတိစိတ်ကနေဖြစ်စေမတိစိတ်ကနေဖြစ်စေအလိုအလျောက်လုပ်နေတဲ့အလုပ်တွေဒါ habit လို့ခေါ်တာဖြစ်ပါတယ်။ဒါနေ့စဉ်ကျွန်တော်တို့ကလုပ်နေတာဒါ habit လို့ခေါ်တယ်။ နော်နောက်တစ်ခုကလေ့ကျင့်တယ်လို့ပြောလိုက်တယ်ဆိုရင်လေ့ကျင့်တယ်ဆိုတာ practice ဆိုတာလည်းလေ့ကျင့်တာပါပဲနော် practice ဆိုတာလည်းလေ့ကျင့်တာပဲဟို practice လိုဟာမျိုးလေ့ကျင့်တယ်ဆိုတာဟာကသူကသက်ဆိုင်ရာဘာသာရပ်တစ်ခုခုပညာရပ်တစ်ခုခုကိုဒါလေ့ကျင့်တဲ့ဟာမျိုးကြတော့ practice လို့ခေါ်ပါတယ်နော် habit ဆိုတာဟာတော့ကျွန်တော်တို့ကသိလိုက်သိသည်ဖြစ်စေမသိသည်ဖြစ်စေပေါ့စိတ်ထားကသိသည်ဖြစ်စေမသိသည်ဖြစ်စေနေ့စဉ်မှတ်တမဲ့လှုပ်ဆောင်နေတဲ့အလုပ်တွေကဒါအလေဒီလေ့ကျင့်ကိုဆိုလိုတာပါ ော်ဒါလေးကိုကျွန်တော်တို့ကနည်းနည်းလေးဟိုနားလည်ထားသိဖြစ်ပါတယ်အဲ့တော့အဲ့ဒီအလေးချင်းလို့ပြောလိုက်ပြီဆိုတာ ਨੇ ကျွန်တော်တို့နှစ်ဖက်ရှိတာပေါ့နော်ကောင်းတဲ့လေးချင်းရှိမယ်တော့ dark side ပေါ့ဆိုတဲ့လေးချင်းရှိပါနော်ကောင်းတဲ့လေးချင်းတွေရှိတယ်ဆိုတဲ့လေးချင်းတွေရှိတယ်အဲ့တော့ကောင်းတဲ့လေးချင်းဆိုတာဘာလဲပေါ့ကောင်းတဲ့လေးချင်းဆိုတာ number 1ကိုယ့်ရဲ့ဒါနေထိုင်တဲ့နေရာမှာကျမ်းမာရေးကောင်းကောင်းမွန်မွန် ဖြစ်စေတဲ့အလေးချင်းဒီဒါကောင်းတဲ့အလေးချင်းပေါ့နောက်တစ်ခုကကိုယ့်ရဲ့အတတ်ပညာတွေပို့ပြီးတော့ကောင်းမွန်လာအောင်ဖြစ်စေတဲ့ဟာကဒါကောင်းမွန်တဲ့အလေးချင်းတွေပေါ့တတိယတစ်ခုကကိုယ့်ရဲ့လူအတန်းဝိုင်းကိုကောင်းအောင်လုပ်နိုင်တဲ့ကိစ္စတွေဆိုလို့ရှိရင်အဲ့ဒီအလေးချင်းတွေဒီကောင်းမွန်တဲ့အလေးချင်းပေါ့ဒါဆိုတော့ကျွန်တော်တို့ကကောင်းမွန်တဲ့အလေးချင်းတွေဆိုတာဟာကလူတစ်ယောက်တည်းနဲ့မကပါဘူးကျွန်တော်တို့ကပတ်ဝန်းကျင်နောက်ကျွန်တော်တို့ရဲ့လူအတန်းဝိုင်းအဲ့ဒီအကုန်လုံးနဲ့ဆိုင်ပါတယ် เนาะอารมณ์ป่าวอ่ะเอออาก้าหมดเนี่ยเล็กจริงนี่สุดาလူတွေရဲ့အောင်မြင်မှုတိုးတက်မှုကျန်းမာမှုဒါတွေကိုဖြစ်စေတဲ့ဟာဒီဒါကောင်းမွန်တဲ့အလေးချင်းဘေးအန္တရာယ်ကင်းရှင်းမှုလည်းပါမှာဖြစ်ပါတယ်เนาะအဲ့ဒါတွေကကျွန်တော်တို့ကကောင်းမွန်တဲ့အလေးချင်းတွေပါဆောအဲ့တော့မကောင်းတဲ့အလေးချင်းတွေကလည်းရှိလာပြန်တာပဲဆိုးရွားတဲ့အလေးချင်းတွေပေါ့ဆိုးရွားတဲ့အလေးချင်းတွေဆိုတော့ဥပမာအပြင်ကျန်းမာရေးထိခိုက်စေတဲ့အလေးချင်းတွေเนาะကျန်းမာရေးထိခိုက်စေတဲ့အလေးချင်းတွေနောက်တစ်ခုကတခါ ဒီကျွန်တော်တို့စီးပွားရေးကိုပြည့်စေတဲ့เนาะဒါအလေးချင်းနေနောက်တစ်ခုကမိတ်ဆွေတွေပြည့်စည်သွားစေတဲ့မိသားစုတွေကိုပြည့်စည်သွားစေတဲ့အလေးချင်းနေဒါရှိလာတာပေါ့အဲ့တော့ကျွန်တော်တို့စဉ်းစားရမယ့်ဟာဒီကောင်းမွန်တဲ့အလေးချင်းနေဒါဆိုးရွားတဲ့မကောင်းတဲ့အလေးချင်းနေနေမှာကောင်းမွန်တဲ့အလေးချင်းနေကိုကျွန်တော်တို့ကဆိုးလဲလောက်အောင်ဆိုရဲရည်ရွယ်ချက်နဲ့ဒီစာအုပ်ကိုကျွန်တော်တို့ထုတ်ဝေထားခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကပတ်စင်တိုင်း ဒီစာအုပ်မှာပါတဲ့ဟာကိုကြီးညက်သွားအောင်ပေါ့เนาะကျွန်တော်တို့ကဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီတစ်ပတ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က၅ဦးကျွန်တော်တို့ဆွေးနွေးတာဖြစ်ပါတယ်ဒီဒီပတ်ကတော့ကျွန်တော်တို့ကနေရာထိုင်ကင်းလေးလည်းပြောင်းတာရယ်နောက်မိုးကလည်းအရန်ရွာတာရယ်ပေါ့အဲဒါနောက်တစ်ပတ်ဆိုရင်တော့ကျွန်တော်တို့ကများများပူလာမယ်လို့ညွှန်လင်းထားပါတယ်เนาะကျွန်တော်တို့အကယ်ဒမီကကော်ပီရတယ်အာလူတို့တို့တွေ့ကြဆိုပါတယ်အာလာကော်ပီလေးနဲ့ကျွန်တော်တို့ယူနီဂျာနီနဲ့အစားတောက်လေးနဲ့အတော့အကုန်အလံပဲရှိပါတယ်ဒီမှာကိုစားကျင်တာစားလို့ရတယ်နော်အဲ့တော့ ကောင်းတဲ့အလေ့ကျင့်ဆိုတဲ့ဟာကတော့ခုနတင်ပြထားတဲ့အတိုင်းပါပဲလူတွေရဲ့ချမ်းသာရေးကိုပိုကောင်းလာစေမယ်နော်နောက်တစ်ခုကတကသူ့ရဲ့စီးပွားရေးဝင်ငွေတိုးတက်လာစေမယ်နောက်တစ်ခုကသူ့ရဲ့မိသားစုတွေအာ increase in number ပေါ့ number တွေတိုးတက်လာမယ်ပို့ပြီးတော့ချမ်းသာလာကြမယ်ပို့ပြီးတော့စုစည်းလာကြမယ်ဒီလိုဟာတွေဖြစ်စေတာကောင်းတဲ့အလေ့ကျင့်တွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကကောင်းတဲ့အလေ့ကျင့်တွေကိုတဖြည်းဖြည်းဖြည်းဆွေးမြေ့သွားအောင်လုပ်တာချမ်းမယ်ဒီထားမျိုးရှိပါတယ် နော်လူဆိုတဲ့သဘောကစွဲမြဲတာပါပဲစွဲတတ်တယ်လူဆိုတာနော်လူဆိုတာဘယ်ဟာလဲဆိုတော့လူရဲ့ထူးခြားချက်ကဘာလဲဆိုတော့ကောင်းတဲ့ဟာလဲစွဲတတ်တယ်မကောင်းတဲ့ဟာလဲထွက်စွဲတတ်တယ်လူကအဓိကဘာလဲဆိုတော့ repetition ပဲဟိုထက်ခါထက်ခါလှုပ်လာပြီဆိုလို့ရှိလို့ရှိရင်ဒါကဒီစွဲကိုစွဲတယ်လူကနော်အဲ့တော့ကောင်းတဲ့ဟာလဲလုံးလုံးကောင်းတဲ့ဟာလဲစွဲသွားတာပဲဆိုးတဲ့ဟာလုံးလုံးဆိုးတဲ့ဟာလဲစွဲသွားတာပဲနော်အဲ့ဒါကြောင့်မလို့ ီကောင်းတဲ့ဖာလေးတွေကိုကျွန်တော်တို့ကဆွဲအောင်လုပ်ဖို့လိုပါတယ်။ဒီစာအုပ်မှာတော့အခန်း12ခန်းပါပါတယ်။ဒါကျွန်တော်အနေနဲ့ကတော့ဒီအစာအုပ်ကတခန်းပြီးတခန်းပေါ့လေဒီမှာတော့ connection တွေဓာတ်တွေနဲ့တရားနဲ့အရှိအရှိကြီးကြတော့လေဒါတရားနာသိစင်မပြေပါဘူး။အဲ့တော့နည်းနည်းလေးဟိုတူတူနဲ့7 minute လောက်စာလောက်ပေါ့။အဲ့လောက်လောက်ဒီလေးကိုကျွန်တော်တို့ကတင်ပြရတာဖြစ်ပါတယ်။အပိုင်းပိုင်းနဲ့တော့ကျွန်တော်တို့ဆွေးနွေးသွားမှာပါ။အဲ့တော့ကောင်းတဲ့လက်ချင်းတွေကိုဘယ်လိုဆွဲအောင်လုပ်မလဲ။နော်။ ်အကောင်းတဲ့လေ့ကျင့်တွေဘယ်လိုဆွဲအောင်လုပ်မလဲကောင်းတဲ့လေ့ကျင့်ပထမအောင်ဆုံးဆွဲအောင်လုပ်မယ်ဆိုလို့ရှိရင်ကိုယ်နာမှာအချက်ပြမှုတွေတော့ရှိရမှာပေါ့အဲ့ဒါအချက်ပြမှုဆိုတဲ့ဟာက Q လို့ခေါ်တာပေါ့နော်နောက်ဒါကတော့ကျွန်တော်တို့ကအလန်းပေးထားတဲ့သဘောမျိုးလေးပေါ့ဥပမာပြမနေ့6နာရီထားမယ်ဆိုလို့ရှိလို့ရှင်တော့ဒါကျွန်တော်တို့က6နာရီမှာဘယ်လောက်ထားလဲပို့ပြီးတော့အဆင်ပြေတာပေါ့နော်အဲ့တော့ဘာလို့ကိုလို့လို့ ကောင်းကောင်းတဲ့ legend တစ်ခုကိုစွဲအောင်လုပ်တော့မယ်ဆိုလို့ရှိလို့ရှိရင်တော့ queue ဆိုတာလိုလာတော့ပါတယ်เนาะနောက်တစ်ခုကအဲ့ queue တစ်ခုရပြီဆိုတာနဲ့နောက်တစ်ခုဘာလုပ်ရမလဲဆိုလို့ရှိလို့ရှိရင်တော့ဒါ routine လို့ခေါ်တာပေါ့ routine ဆိုတာဟာတော့ဒါကျင့်ဝတ်တစ်ခုအနေနဲ့ဆင်ဆက်မပြတ်လုပ်တဲ့ဟာမျိုး routine ဆိုတာဟာပုံမှန်လုပ်သွားဖို့လိုတာဖြစ်ပါတယ်เนาะပုံမှန်လုပ်သွားဖို့ပုံမှန်လုပ်သွားပါနောက်တစ်ခုကတခါအရေးကြီးဆုံးကဘာလဲဆိုတော့ ဲ့ဒါမျိုးတခုလှုပ်လက်ပြီးပြီဆိုလို့ရှိလို့ရှိရင်တော့ကိုကိုကိုစုချဖို့လိုပါတယ်နော်ကိုကိုကိုစုချတယ်ဆိုတာကဘာပဲဖြစ်ဖြစ်ကိုမပြင်းသွားတိုက်ပြီးသွားတက်ပြီးတော့ခတွင်းနေပြောင်းသွားပြီးလက်ချင်းတရှင်းလက်ဆက်သွားပြီးဆိုလို့ရှိရင်မိမိကိုမိမိဂုံပြုတ်ဖို့လိုပါတယ်အဲ့လိုမျိုးမိမိကိုမိမိဂုံပြုတ်တယ်ဆိုတာဟာတော့လူတွေရဲ့အကောင်းမြင်တဲ့သဘောတရားကိုပြောတာပါအကောင်းမြင်သွားပြီဆိုလို့ရှိရင်ဒီလူရဲ့အုန်းတော့ကနေပြီးတော့ဒိုပမင်းဆိုတဲ့ဓာတ်တစ်မျိုးသူတို့ကထုတ်ပေးပါတယ်အဲ့ဒီဓာတ်ကလူတွေကိုပို့ပြီးတော့ ပျော်ရွှင်စေတဲ့ချမ်းမြေ့စေတဲ့အောင်မြင်စေတဲ့ရှင်လန်းစေတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ကောင်းမွန်တဲ့အလစ်ကျင့်လေးတွေကိုဆွေးမြေ့အောင်လှုပ်ဆောင်ဖို့အတွက်ကိုယ့်အနာမှာအချက်ပြတွေကိုထားပါပုံမှန် routine နေနဲ့လှုပ်ဆောင်ပါမိမိကိုဆုလက်ပေးပါဆိုတဲ့ဟာလေးနံပါတ်1အခန်းမှာအပိုင်းတစ်ပိုင်းနေနဲ့ကျွန်တော်တင်ပြလိုက်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။